ချက်စီတင်ကိုအပိနေကြရကျွန်တော်ရဲ့ brother new ကိုပြည်သက်တွေအားလုံးပဲမင်္ဂလာအပေါင်းနဲ့ခံကြောင်းပါစေလို့ဥစွာပြမနှုတ်ခွန်းဆက်တာလိုက်ပါရစေ။ဒီပြီးမှာကျွန်တော်အနေနဲ့မနက်ခင်းအတွက်ချက်စီတင်တိုလီသုံးပုတ်ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရစေ။ပထမဆုံးတစ်ပုတ်အနေနဲ့ကတော့ဒါကျွန်တော်တို့အခုတလောမှာကမ္ဘာဘောလုံးသတင်းမီဒီယာတွေရဲ့စာမျက်နှာတွေမှာတော်တော်လေးကြီးကျူးဂုံပြုမှုတွေကိုခံရရတဲ့ကျွန်တော်ရဲ့ကစားသမားတစ်လီဖြစ်လာမဲ့ Esther von William ma so do Esther von William ga chano ma cha ngin gaza me FIFA Club World Cup ပွဲစဉ်ပြီးတဲ့အထီကိုပါမီယံအသင်းအတွက်ကစားပေးသွားမှာဖြစ်တယ်လို့ကျွန်တော်နေသိရတယ်။အဲ့ဒါပြီးမှပဲ Chelsea တင်းနဲ့တူပူးပေါင်းမှာဖြစ်ပြီးတော့ Chelsea တင်းကလည်း Esther von William ကိုသူတို့ရဲ့ Senior Squad မှာထည့်သွင်းဖို့အတွက် ready ပြင်ဆင်ထားရဆိုတဲ့အထောက်အပံ့ဖြစ်တယ်လို့ကျွန်တော်သိရတယ်။သို့တော့ FIFA Club World Cup ပြီးတဲ့အထီတော့သူရဲ့အသင်းပါမီယံမှာပဲ ကစားပေးအောင်မယ်လို့သိရတယ်။နောက်ထပ်တတိယပုဒ်ကတော့အဲ့ဒါနဲ့စန့်ကျင်ဘတ်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ Gateway Page လေးပါ။ဆို PS လေးနဲ့ပတ်သက်လို့ရှင်ရင်လေဒါကျွန်တော် Chelsea အသင်းကအများကြီးမျှော်လင့်ထားတဲ့အချိန်သူ့ကိုတော့ဒါကျွန်တော် Chelsea အသင်းရဲ့ဒီ club walkers squad ထဲမှာထည့်သွင်းဖို့အတွက်ပြင်ဆင်ထားတယ်လို့သိရတာပဲဖြစ်တယ်။နောက်ပြီးတော့ Chelsea တင်းရဲ့တာဝန်ရှိသူတွေဟာဆိုလို့ရှိရင်အဆိုပါလူငယ်ကစားသမားတွေပေါ့နော်။ Aston Villa William Henry Page တို့လိုမျိုး ကစားသမားတွေဟာချက်စီအသင်းအတွက်တကယ်ကိုအကျိုးပြုနိုင်မဲ့လူငယ်ပလေယာတွေဖြစ်သလိုကျန်တဲ့လူငယ်ပလေယာတွေရဲ့ဒီပေါင်းစပ်မှုနဲ့အတူပေါ့နော်လာမယ့်ချက်စီအသင်းရဲ့ future plan ညာဆိုလို့ရှိရင်အများကြီးကျွန်တော်တို့ဒါအလုပ်ဖြစ်မယ်ဆိုတဲ့အနေအထားမျိုးကိုယုံကြည်နေတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဆိုတော့ဒါကဒီလူငယ်ကစားသမားလေးနှစ်ဦးရဲ့ချက်စီအသင်းပေါ် join မဲ့အချိန်ကာလပေါ်ဒါတင်ပြပေးတာပါတစ်ဖက်မှာတော့ကျွန်တော်တို့တော့ဝမ်းနေစရာတည်င်းလို့ ြောရမယ်ပေါ့နော်။ဘာလို့လဲဆိုတော့အဲ့ဒါကကျွန်တော်တို့ရဲ့အဓိကအားထားရကစားသမားဖြစ်သူ Cold Palma ရဲ့သတင်းဖြစ်ပါလေ။ရှေ့ကအဲတပတ်လောက်ကလေးကကျွန်တော်တို့ကြားတဲ့မာဆယ်ပြဿနာပေါ့နော်ကျွန်တော်တို့အဖော်မအနေနဲ့မာဆယ်ပြဿနာရင်ဆိုင်နေရတဲ့အတွက်အင်္ဂလန်စကွတ်နဲ့တောင်မှလွဲချုံမယ်ဘာညာဒါပေမဲ့နောက်ကျောက်လဲသတင်းကထွက်လာတယ်စစ်ဆေးမှုတွေစောင့်အောင်မယ်လက်တလောအပေါ်ယံစစ်ဆေးမှုတွေအရဆိုလို့ရှိရင်တော့ကစားသမားရဲ့ injury ကအလောက်ထိ ြင်းထန်ခြင်းမရှိဘူးပါညာဆိုပြီးတော့တော့တည်င်းတွေထွက်ခဲ့တာရှိတယ်ဒါပေမဲ့အခုဒီမနက်ထိနောက်ဆုံးတက်တဲ့တည်င်းအရာအခြေခံကြည့်မယ်ဆိုလို့ရှိရင်တော့ပေါ်မားဟာအခုချိန်ထိချက်စီတဲ့ squad နဲ့အတူပူးပေါင်းပြီးတော့ training ဆင်းနိုင်ခြင်းမရှိသေးဘူးလို့ကျွန်တော်နေသိရတယ် နောက်ပြီးတော့ကစားသမားအနေနဲ့လာမဲ့ဒီကျွန်တော်စပါတဲ့နဲ့ပွဲစဉ်ပေါ့နော်ရှေ့ကထွက်တဲ့သတင်းတွေဆိုလို့ရှိရင်ဒါစပါနဲ့ပွဲစဉ်တော့အမိကိုကစားသမားအနေနဲ့ပြန်ကစားနိုင်ပွဲရှိတယ်ဘာကြောင့်ဆိုပြောခဲ့ပေမဲ့အခုတော့ဒါစပါတဲ့နဲ့ပွဲစဉ်ကိုလည်းကစားသမားကလွဲချော်ဖို့အတွက်ရခိုင်တို့များနေတယ်လို့သိရတယ်သူ့ရဲ့ကြွက်သားဒဏ်ရာကုသမှုကြောက်လက်ရှိချိန်မှာသူ့ရဲ့ဒီပုံမှန် trainee လေ့ကျင့်ခန်းတွေနဲ့ကစားသမားဟာအဆက်ပြတ်နေတယ်ဆိုပြီးတော့ ေါ်ပြလာခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒါဖော်မားလို့မျိုးကစားသမားတယောက်ကအဲကျွန်တော်တို့ဒဏ်ရာကြောင့်ဖီစည်းတာမျိုးတော့ကျွန်တော်လည်းထပ်ပြီးတော့မဖြစ်စေချင်ဘူးเนาะချက်စီးတင်ကအဲ့လိုမျိုးကစားသမားတွေအရန်ကောင်းပြီဆိုလို့ရှိရင်ဒါ injury ဖြစ်တာနဲ့ပဲအပေးဆက်လိုက်ရတဲ့အပိုင်းတွေကအများကြီးပေါ့နော်ဒါရှေ့မှာ regain ဘန်ချီဝဲတို့ကလည်းဒါတကအနေထားမျိုးတွေဖြစ်တယ်လို့ အဲကျွန်တော်ကတော့ထင်တယ်ပေါ့နော်။ Okay ပါဆိုတော့ဒါကကျွန်တော်ဒီကနေ့မနက်ခင်းလေးမှာတင်ဆက်ပေးခြင်းတဲ့ Chelsea သတင်းအတိုလေး၃ပုတ်ပဲဖြစ်ပါတယ်။ဆိုတော့အပြောင်းရွှေ့ကာလမဟုတ်တဲ့အတွက်သတင်းတွေကတော့အများကြီးအရင်လိုပြောဖို့အတွက်တော့ကျွန်တော်စောင့်ဆိုင်းရအောင်ပါပေါ့နော်။ဆိုတော့ဒီလောက်နေပဲကျင်းနေပါအားလုံးပဲစီးပါနော်။